နောက်မေကုံအရှင်ပြဘုရားတပည့်တော်ဝင်လေထွက်လေရှုမှတ်နေနဲ့အာယုံထဲမှာအလင်းတန်းကြီးမြင်ရပါတယ်ဘုရားတပည့်တော်ကြောက်ပြီးတော့ဆက်ပြီးမလုပ်ဖြစ်တော့ဘူးအရာဟိုတပည့်တော်နားမလဲလို့ဖုံဖုံရှင်းပြပေးပါအဲ့ဒီအလင်းတန်းကြီးကအေခေါမိုးကနေတပည့်တော်တရားရှုမှတ်နေတဲ့နေရာကြီးမြင်နေရလို့ပါရှင်ဗျာတဲ့ကြောက်သွားတယ်နော်ဒီယောဂီလည်းအလင်းတန်းကြီးမြင်ရတယ်ဒါလည်းကောင်းတာဗျာတကယ်တော့လीဒါယောဂီရဲ့ဟိုတမာရီအစွမ်းပေါ့ ဒါယောဂီအတ္တမကြီးအကောင်းလာတဲ့အခါမှာဒီလိုမျိုးအလင်းနဲ့ကြီးမြင်ရတဲ့ကိုယ်ကိုဒါ slide မိတန်းကြီးကိုယ်ကိုလှမ်းထိုးလိုက်တဲ့လိုမျိုးမြင်ရတဲ့အာဒါယောဂီဒါတမာတိဒီအဲ့ဒီချိန်လေးမှာကိုယ့်ရဲ့စိတ်လေးငြိမ်သွားတာပေါ့ကိုယ့်ရဲ့စိတ်လေးငြိမ်သွားတဲ့ခါမှာဒီအလင်းတိုင်းပေါ့နော်ယောဂီရဲ့ဒါတမာတိကြောင့်မြင်တာဒါအာယုန်ထဲမှာမြင်တာနော်အာယုန်ထဲမှာဒါပေမဲ့ဒီထက်ဒီထက်တမာတိပိုကောင်းရင်အာယုန်ထဲမှာမဟုတ်ဘဲနဲ့အပြင်မှာပါကိုယ့်ရဲ့အဲ့ဒီအလင်းတိုင်းကအပြင်ကြည့်ပါ တကယ်အပြင်လက်ရှိအနေထားကြည့်ပါလင်းသွားတဲ့သဘောတွေရှိတယ်။အဲ့တဲ့တမကြီးကောင်းရင်လေ။ဘုရင်တို့တောင်းတန်းတာနာပြုဆရာတော်ဘုရားကြီးတာဩဒမတာနာလေဆရာတော်ဘုရားကြီးဘုရင်တို့ဒါပရိယေစုဆရာတော်ဘုရားကြီးဟိုချင်းပြည်နယ်ဒါဖလန်းမြို့ဘီနာကတောတောင်ပေါ်တနေရာမှာတရားအထုတ်တရားထုတ်တယ်တော့အကြောင်းလေးစောက်ပြ အဲ့ဒီတော့အကြောင်းလေးမှာသူတပါးတဲ့ဆိုတော့ဒီတရင်သုံးချင်းပြင်းနေဆိုတာလည်းအမတန်အေးဒီအမတန်အေးတဲ့ချင်းပြင်းနေမှာဆောင်ရလေဆောင်ရတာခုနှစ်ထပ်လောက်ခြုံရတယ်နော်ဆိုတော့ဒီအရန်အေးတော့လေဆောင်တာခုနှစ်ထပ်လောက်ထပ်ထားရတယ်ရေခဲတာ哦ဆောင်တာခုနှစ်ထပ်လောက်ထပ်ထားပြီးတော့နေရတယ်တရားမှိုင်လဲအဲ့လိုဆောင်ခြုံထဲမှာမှတ်အရန်အေးတာဒီလိုမှတ်နေရင် ညတကောင်ပေါ့နော်ပေါင်းနေတဲ့ချင်းဆောင်းလဲကြုံဒီအဲ့ရလေးတွေမှာလှဲနေနေတဲ့အဲ့မပြောသေးဘူးတရားမှတ်အရန်အေးလာတော့ခေါင်းမှာခြုံလိုက်တော့ဆောင်းခြုံထဲမှာလင်းနေရတယ်ဟာဒီအလင်းရောအရင်ရက်ကမရှိဘူးဘာလို့လင်းနေရတော့အဲ့နဲ့ဆောင်းဖယ်လိုက်တယ်ဆောင်းဖယ်လိုက်လို့လည်းအခန်းတစ်ခန်းလုံးကျောင်းတစ်ကျောင်းလုံးလင်းနေရတယ်ဆော်ရီရလူဖြစ်တယ်နော်ဒါဒါဘာကြောင့်လင်းနေရလဲတို့လည်းလူကြည့် နောက်ရကြတော့ဟိုတချို့ကဟိုလိုတချို့ဒီကရမတွေကလည်းမြင်ကြတယ်ဒါဆာတော်ကြီးဆာတော်ကြီးတရားထုတ်တဲ့တောင်ပေါ်မှာဒါအလင်းတန်းနေတွေ့မြင်ကြတယ်အဲနောက်မှာဆာတော်ကြီးကသူ့ကိုသူဘာကြောင့်ဖြစ်မလဲအစားမသိဘူးနောက်မှာအဲဟိုလိုတမာကြီးအစွမ်းကြောင့်စိတ်ရဲ့ကြည်လင်မှုဟာအယုံသေးတယ်မကပဲနဲ့အပြင်ထိပါအဲဒီအလင်းအောင်ထွက်တယ်ဒါဖြစ်တယ်နော်ဒါဘုံတော်လို့တမာကြီးအစွမ်းနေပါ စိတ်ရဲ့ကြည်လင်မှုစိတ်ရဲ့ကြည်နူးမှုပီတိဟောဟာစိတ်ကြည်တဲ့အခါရုပ်ပါကြည်လာပြီးတော့အလိုမျိုးသားအလင်းရောင်နေမြင်တယ်တချို့ကအာယုံထဲမှာမြင်တယ်အဲ့ဒါပိုအားကောင်းရင်အပြင်ကြီးလက်တွေမြင်တတ်တယ်ကြောက်စရာလုံးဝမဟုတ်ပါဘူးဒါကောင်းတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအလင်းရောင်ကိုလည်းဘုန်းဆောဆောပြောသလိုတချို့ကအဲ့ဒီအလင်းရောင်ကိုအဲ့ဒီအဲ့ဒီကိုမြင်ရတဲ့ဒါအလင်းနှန်းကြီးကိုအလုံးလေးဖြစ်သွားအောင်ကိုရှိမှာအ တည်မြဲနေအောင်တည်ငြိမ်နေအောင်လေ့ကျင့်တဲ့နည်းရှိတယ်။အဲကြောင့်ဘုန်းကြီးတို့ဇန်ပေါ့ဇန်ရကျင်နေဆိုရင်အဲ့လိုအားအားထိုးရအဲ့ဒီပြန့်နေတဲ့အဲ့ဒီအဲ့ဒီအလင်းတွေအလင်းနှန်းကြီးဖြစ်နေတဲ့အလင်းတွေပြန့်နေတဲ့အဲ့ဒီအလင်းကိုကိုရှိမှလုံးလေးဖြစ်သွားအောင်ငြိမ်ပြီးတော့အဲ့ဒီအဲ့ဒီနောက်ဆုံးအရာလေးကဒီကိုရှိမှကြည်ပြီးတော့ငြိမ်တော့တယ်အဲ့ငြိမ်နေတဲ့အဲ့ဒီဒီအလင်းလုံးလေးအလင်းလုံးလေးကိုအာယုံပြုတ်ပြီးတော့အလင်းနမိတ်ပေါ့နော်အဲ့အဲ့ဒီအလင်းနမိတ်ကိုအာယုံပြုတ်ပြီးတော့ စိတ်ကိုအာယုံပြုတယ်လှမ်းပြီးစိတ်ကိုအဲ့ဒီအလင်းရောင်စီစီကိုစိတ်ပုတ်တယ်အဲ့ဒါကြတော့ဝိတ္တလို့ခေါ်တယ်နော် အာယုံကိုတင်ခဲ့ဘုရားအရှုခံဒီကမ္မထာအာယုံစီကိုစိတ်ကိုပို့တာအဲ့ဒါကိုဝိတ္တအဲ့ဒါဘယ်လိုခေါ်လဲဝိတ္တနော်စိတ်ကိုပို့တာပြီးတော့အဲ့ဒီအလင်းရောင်လို့တေချာကြည့်ပြီးသူကနှလုံးသွင်းနေစင်ကျင်နေတယ်ကြည်နေတယ်အဲ့ဒါကြတော့ဝိစာရလို့ခေါ်တယ်ဘယ်လိုခေါ်လဲဒါလေးကိုပဲကြည်နေတဲ့အခါမှာအဲ့ဒီဒီအလင်းလုံးလေးပဲကြည်နေတော့ လောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်တော့ဘူးကိုတည်တာအဲ့ဒီအလင်းလုံးလေးပဲကြည်ရင်ကြည်နေစိတ်ကငြိမ်စိတ်ငြိမ်လာတယ်ဗျစိတ်ထဲမှာပီတိတွေဖြစ်လာနော်စိတ်ချမ်းသာအဲ့ဒါပီတိဘယ်လိုခေါ်လဲပီတိဖြစ်လာတယ်ပီတိဖြစ်လာတာနေပြီးတော့နော်အာကိုအဲပီတိတွေဖြစ်ပြီးစိတ်ထဲမှာချမ်းသာကိုရောစိတ်ရောချမ်းသာလာအဲ့ကြတော့ဒုက္ခဘာလဲလဲပြီးတော့ကိုတည်တာဒီအလင်းလုံးလေးပဲလွယ်ဒီအလင်းရောင်အလုံးလေးပဲကိုတည်တယ်အလင်းရောင်လုံးလေးမှလွယ်ရဘာမှမတည်ဘူး ကိုကိုကိုလည်းမေ့သွားတယ်ပတ်ဝန်းကျင်ကြီးလည်းမေ့သွားတယ်လောကကြီးကြောင့်ဘာမှမကူမတည်ဘာမှလည်းစိတ်မဝင်စားကိုတည်နေတာအဲ့ဒီအလင်းရောင်လေးပဲငြိမ်နေတာအဲ့ဒါကြောင့်တော့ဒီအရှုခံအာယုံတစ်ခုတည်းမှာပဲစိတ်ကကတ်နေတာဆိုတော့ဧကကတာလို့ခေါ်တယ်ဘယ်လိုခေါ်လဲဧကကတာအဲ့ဒါကြောင့်ပေါင်းလိုက်ရင်ဝိတန်ဝိစာရပီတိဒုက္ခဧကကတာအဲ့ဒါကိုဘုရားကပထမဇန်ရတယ်လို့ခေါ်တယ်ဘာဇန်ရတာနော်ဒါပထမဇန်ရတယ် online ယောဂီတွေလည်း live မှာ live ဖြေနော်ရှားတယ်လို့ live ဖြေကြနော် online ယောဂီများ နော်ထပ်ပြောမယ်ဘုန်းကြီးတို့ဇန်ငါ၅ပါးလို့ခေါ်တယ်ဘုန်းကြီးတို့ပထမဇန်ငါ၅ပါးသည်ဝိတယဝိสารပီတိဒုက္ခဧကကတဒီ၅ခုနဲ့ပြည့်စုံသွားပြီဆိုရင်နော်ယောဂီဒိတာဒါပထမဇန်ရပြီဒါပေမဲ့ဇန်ရတယ်ဆိုရင်မြေရှုမိုးပြန်ရတာမရဘူးမြေရှုမိုးပြန်ဆိုတာကဘုန်းကြီးတို့ရေရိုးဇန်မဟုတ်တာနောက်ကတာအဘိညင်းဆိုတာပါသေးတယ်ဗါတယ်လေအဘိညင်းဇန်အဘိညင်းလို့တွေ့တော့ရတယ်ဘယ်လိုတော့ရလဲဇန်အဘိညင်း နော်ဟုတ်လို့အခုဘုံပြောတဲ့ဇန်ကကြတော့မြေရှုမှုပြန်အစွမ်းတကူတွေမရသေးဘူးဒါပရမန်ဇန်တော့ရတယ်တေကန်ဒီအချိန်ထိနောက်ဆုံးချိန်ထိဒီဒါပရမန်ဇန်ရစဲနဲ့တည်သွားရင်သူဒီနှစ်ပြည့်ကြောက်တဲ့ကိုကြော်ပြီးတော့ဒါဘုံတို့ဘုံတို့ဒါဗြမဘုံဟိုဒါပရမန်ဇန်ဗြမဘုံမှာဒါပရမန်ဇန်ဗြမသွားဖြစ်မှာဟုတ်ပြီနော်ဘုံတို့ဟိုဟိုလိုမျိုးဒါဗြမဆိုတာကကောင်းမှုကုသိုလ်ပြုရတဲ့ဒါဗြမပြည်မရအောင်သူကဆရဏအာကောင်ဇန်ရောက်မှဒါဇန်ရောက်အောင်အထုတ်နိုင်မှာ ဟိုပါမြမပြည်ရောက်တာဖြစ်တယ်။ကဲဒါဒါဘုဒ္ဓတာပြောပြတာ။အဲ့ဒါနေပြီးတော့တချို့ဒီဝိတက်လို့ခေါ်တဲ့အဲ့ဒီအလင်းသမိတ်ရှိကိုစိတ်ပို့နေတဲ့သဘောကိုအဲ့ဒီဝိတက်ကိုနောက်ပိုင်းကိုဟာဒီတက်တတိတမကြီးအားကောင်းပြီးတော့ဒီတက်ပို့အစင်းမြတ်လာပြီဆိုတဲ့ကောင်မှာဝိတက်စိတ်ကိုပို့စရာမလိုအလိုလိုအဲ့ဒီအလင်းသမိတ်လေးပဲကိုကမြင်နေတယ်။ဘာမှမသိတော့။ဒါလေးကိုပဲမြင်နေတော့။အဲ့တော့ဝိဇာရပီတိတုကဧကဂရာ ဟိုဒါဘယ်နှမျိုးဖြစ်သွားရလဲလေးမျိုးစောစောက၅မျိုး၅မျိုးကနေဘုန်းကြီးတို့ဝိတယဝိဇာရပီတိတုခဧကကရအဲအဲ့ဒီညမှာဒီ၅မျိုးမှာဒါဝိတမပါတော့ဝိဇာရပီတိတုခဧကကရဒီလေးခုပဲဖြစ်သွားပြီဆိုရင်ဒီပုဂ္ဂိုလ်ကဟိုအလိုမျိုးဒါဒုတိယဇန်ရသွားအစစ်မြင်တော့အဲ့ဒါဝိတမလို့တော့ နောက်ဒီတဲ့ဆင်းပြင်းသွားတဲ့ခါကျတော့ဝိစာရမလို့တော့အသုံးပြုခဲ့ကြတယ်ဒါဆိုရင်သူဒီဟာလိုတတိယဆန်စတင်ပြီးဒီလိုမျိုးဇန်အင်္ကာတွေရှိတယ်ပေါ့နော်ဇန်ရကျင်တဲ့သူတွေဒီလိုအထောက်အပံ့တွေပေါ့သူတပြေပေါ်ပေါ်တို့ဖောက်ရိတ်တာတွေမှာဒီလိုတွေတင်ပေးတာတွေရှိတယ်ပေါ့နော်ဖောက်ဆိုတော့ကြီးတော့ပါလိအဲ့လိုဆိုတော့ဒီဒါဘုန်းတို့ဇန်အောင်အထောက်ကျလင်းလဲထားလိုက်တော့ပေါ်ပေါ်တော့အဲ့ဘက်ကိုမသွားတော့ဘူးအဲ့ဒီအဲ့ဒီကိုမြင်ရတဲ့ဒါအလင်းတန်းကြီးကိုပဲ အရာအယုံပြုတ်ပြီးမှတ်တဲ့နေ့ကြတော့အဆုံပဲအဲ့ဘက်ကိုမသွားဘူးပြီးတော့ဘုန်းတော်ကန်နေနေရကြတော့အဲ့ဒီအလင်းတန်းကြီးကနေအလင်းလုံးလေးဖြစ်အောင်ဖောင်းနေနေနေဆင်းနေအဲ့လိုမျိုးတို့ကြည့်ရဲအဲ့ဒီအလင်းလုံးကနေတဆင့်တို့စောစောလိုဘယ်ဟိုသွားဆိုပြီးတော့လေးကျင်တာဆယ်ပေပတ်လဲအဲ့ဒီအလင်းရောင်လေးကိုဆယ်ပေနောက်ကိုစုပ်လိုက်ဆယ်ပေအထက်အောက်ဆယ်ပေဆယ်ပေပတ်လဲစိတ်ကိုပို့တာအဲ့ဟိုလိုမျိုးဒါတို့တို့ကြတော့ဒီအာနာပါနာနဲ့ပေါ့နော် ဥပမာကိုယ့်ရဲ့ကိုယ့်ရဲ့အာယုံထဲမှာကိုမြင်နေရတယ်ကိုယ့်ရဲ့အလေးလုံးတွေကဒီရှေ့မှာဒီလိုလေးမြင်နေရတယ်အဲလိုကြည့်ပြီးသူတို့ကတော့ဒီအာနာပါနာနဲ့ထိန်းချုပ်တယ်ဘုန်းတော်သူတို့ကဘယ်လိုမျိုးမှတ်ကြလဲဆိုတာဥပမာလေးအကျမ်းမြေဘုသူတာပြောရရင်သူတို့ရဲ့ဒီရှိုက်လေးနဲ့လေရှူလေးနဲ့ရှူလိုက်တယ်ဆိုရင်အဲ့လိုရှူလေလေးလေးရှူလိုက်တာနဲ့ဒီအလင်းလုံးလေးကကိုယ်ဒီနားလေးကိုကတ်တာအဲ့လိုရှိုက်လီနဲ့သူကအဲ့လိုပို့တာအလင်းရောက် အဲ့ဒီအာယုံနဲ့မှမြင်ရတဲ့သူရဲ့အလင်းသမိတ်ကိုပေါ့ဆဲပေးစင်ဆဲပေးဟဲ့လို့ဆဲပေးအပေါ်စုံနဲ့ဆဲပေးပြပလက်ဆဲပေးနောက်ပေးနေစဲစိတ်ကိုပို့နိုင်အောင်လေ့ကျင့်တာဒီလိုလေ့ကျင့်တဲ့နောက်ဟဲ့လို့တမိုင်းမိုင်းတရားအာနောက်ဆုံးအဟုတ်အဝေးတွေနော်တခြား နောက်ပြည်မြန်မာပြည်တွေတချို့ကြည်ကြတယ်ပေါ့နော်တကယ်မြင်တဲ့သူကတော့ရှိပါတယ်အရန်တော့ရှားပါတယ်တချို့ကအာယုံထဲမှာကိုယ်စိတ်ကိုလှည့်စားပြီးတော့ကိုယ့်ကိုယ်ကိုမြင်နေတဲ့နေသူတွေကပုံများတယ်နော်ဒီလိုမျိုးနည်းစနစ်တွေကတော့နှစ်ပေါင်းများစွာပါရမီရှင်ဆရာတော်ကြီးတွေကျင့်ရတာကိုယ့်ကကရပိုင်းလေးနဲ့မြင်နေဆိုတာတော့စဉ်းစားကြပေါ့ပါရမီအရန်အကောင်းရအောင်လေရှေးဆရာတော်ကြီးတွေလောက်လဲပါရမီအမကောင်းပဲနဲ့မြင်နေဆိုရင်နော်အဲ့ဒီဒါအလင်းသမိတ်တွေမြင်နေဘာမြင်နေညာမြင်နေဆိုတာကလည်း စိတ်ရဲ့လှည့်စားချက်တွေကြောင့်ဒီဒါမတိစိတ်ရဲ့လှည့်စားချက်တွေကြောင့်မြင်တာများပါစိတ်ရဲ့ဆွဲလန်းမှုတွေကြောင့်တကယ်နိစိနေတကြအာထုတ်ပြီးတကယ်တမားအရန်အကောင်းလာရင်တကယ်လည်းမြင်ရတယ်ဒါအလေးနမိတ်တွေနဲ့ရှုမှတ်တာပေါ့နော်အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေမှတ်ပြီးမှတာဝန်ကားတွေကြည်ဘူးသူတာတွေလိုက်ကြည့်ဖျားတွေလိုက်ဘူးပြီးွားမှဒီလိုမျိုးဝိပဿနာအာထုတ်ကြတယ်ပေါ့ကဲထားတော့ဒါကတော့ဘုန်းတော်ဒါမြန်မာပြည်မှာယနေ့ထင်ရှားတဲ့နေလေးကိုဘုံဘုံအကျမ်းပြင်းလေး နည်းနည်းလေးရှင်းပြပေးတာအကုန်လုံးတော့ဖျားဟောင်းနဲ့ညီတယ်ဆိုရင်တော့အကုန်ကောင်းတာပါပဲညီလဲညီကြပါဒီညမှာဘုန်းကြီးကတော့အဲ့ဒီအလင်းရောင်ကိုအာရုံမပြုတ်ခိုင်းတော့ဘဲနဲ့အလင်းရောင်မြင်နေလေကိုမှတ်နေကြအာနာပါနာတာမှတ်ပါဖောင်းပေမဲ့ကျန်လဲမှတ်ငယ်လေးမှတ်ကျန်လဲမှတ်နှလုံးခုန်တဲ့သဘောမှတ်ကျန်လဲမှတ် ဝေဒဝေဒနာအောင်မှတ်မယ်ဆိုရင်လည်းမှတ်ပေါ့ဒါပေမဲ့ဒဝေဒနာရောတမကြီးမကောင်းသေးပဲနဲ့တော့တိတ်မမှတ်စေချင်တမကြီးတော်တော်လေးကောင်းမှမှန်ရင်တော့ပုခေးရောက်မယ်ကဲထားတော့အဲ့ဒါအလင်းအောင်မြင်တယ်ဆိုတာကစိတ်သက်ကြည်လင်လာတဲ့ကတမကြီးကောင်းလာတဲ့ကမှအလင်းအောင်မြင်ပါတယ်အောက်စင်ဖုံဖုံပြာအဲ့ဒီအလင်းအောင်အလင်းသမိတ်ကယောဂီတိုင်းမြင်တာလားဒါလည်းမေးစားရှိယောဂီတိုင်းတော့မမြင်ပါဘူးနော်ဖုံဖုံကောက်ကိုမေးပြီးကောက်ကိုပဲဖြေရတယ်ယောဂီတိုင်းတော့မမြင်ဘူးဒါမြင်တဲ့ယောဂီတွေရှိတယ် အဲ့ဒီအလင်းရောင်ကြီးမြင်မှဒီမကြီးကောင်းလားအလင်းရောင်မမြင်ဒီမကြီးမကောင်းလားဆိုတာလေဒီလိုလည်းပြောလို့မရအောင်စိတ်ငြိမ်နေစင်ဒါဟုတ်လားဒီမကြီးဖြစ်တာပဲလေနော်အလင်းရောင်ကျတော့ဟုတ်လားတမထဒီမကြီးပေါ့ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီအလင်းရောင်ကိုအာရုံမပြုပဲကိုတရားတာကိုစက်မှတ်ပါလို့ဘုန်းကြီးဖြေချပေးပါတယ်ဒါကြောက်စရာမဟုတ်ပါဘူးနော်ယောဂီဒီမကြီးထိုက်ကြည့်အောင်လို့ဆိုတော့ကောင်းလာတဲ့အတွက်ဖြစ်တတ်တဲ့ဖြစ်လာတဲ့သဘောဖြစ်ပါတယ်ကြုံရတဲ့သဘောဖြစ်ပါတယ်နော်